အဲ့တော့သူရဲ့လိမ့်စိတ်ခံယူမှုတွေနဲ့ပတ်သက်ပြီးတော့ကိုရီးယားပို့ပြီးတော့ယူဆိုင်တဲ့နေပေါ့နော်။ဘာလို့ဆိုတော့ဟိုခုနပြောသလိုပဲအသေးပွားကိစ္စလေးမှာတောင်မှကိုရီးယားအဲသူတို့ရဲ့ခက်စိတ်ကံစားချက်ကိုဦးစားပေးရဆိုလို့ရှိရင်သူတို့ဆက်ပြီးတော့နေသွားမယ်ဘဝမှာအကိုရီးယားအရန်ဆွတ်ဖက်လို့မရဘူးပေါ့နော်။ခုနပြောသလိုမျိုးလမ်းကြောင်းကိုတိမ်မဲ့ပေးလို့ရတယ်။ဒါကိုတိုင်ကတကယ်ရောဟုတ်ရဲ့လား။ကိုတိုင်ကဒီဒီ sexuality ကအမှန်ဖြစ်နေပြီလား။ကိုကိုရဲ့ဟိုဟာကိုပေါ့နော်။ပြန်ပြီးတော့စမ်းစစ်စေခြင်းနဲ့တေးကြပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့က လုံးစရာဘာမှမရှိဘူးရွေးစရာမရှိဘူးဘာလဲဆိုတော့သူ့ရဲ့သူလှုပ်ချင်တာသူပြစ်ချင်တာကိုကျွန်တော်တို့အနေနဲ့ကလမ်းမပေါ်မရောက်သွားအောင်ဆပ်ပေးရုံပဲရှိရတယ်ပေါ့နော်ဘာလို့ဆိုတော့ကိုယ်တိုင်ကဒီဟိုပေါ့လိန်စိတ်ခံယူချက်ကဒီလိုမျိုးဖြစ်နေပြီဆိုလို့ရှိရင်တွားပြီးတော့အဲ့ဒါကိုရင်မန်းနဲ့လည်းမန်းလို့မရဘူးကျွန်တော်တို့ကမကောင်းဆိုးဝါးနေလို့နှင်းလို့လည်းမရဘူးဘာဖြစ်လို့ဆိုတော့သူကမျိုးသားတစ်ယောက်ကိုချစ်တယ်ဆိုရင်မျိုးသားတစ်ယောက်ကိုပဲကြိုက်တော့မှာအဲအဲ့တော့ဒါပေမဲ့အဲ့ဒီနေရာမှာကျွန်တော်တို့ကဘာကိုသိရမှာလဲဆိုတော့ဟိုဒီလိုပေါ့အတိုင်းဝိုင်းမှာအမားနေရအမားနေလွဲမားနေရယူဆလေးပေါ့နော်ဘယ်လိုလဲဆိုတော့ ဟိုဒီတယောက်ကတော့ယောက်ျားလေးချင်းကြိုက်တာဒီတယောက်ကတော့မိန်းကလေးချင်းကြိုက်တာဆိုလို့ရှိရင်အတိုင်းဝိုင်းတစ်ခုလုံးကအကုန်လုံးကိုလိုက်ကြိုက်မှလို့ထင်ကြရဗျာတကယ်တော့ဟိုစဉ်းစားကြည့်ကျွန်တော်တို့ဒီရိုးရိုးယောက်ျားလေးနဲ့မိန်းကလေးပဲကြိုက်တဲ့လူတွေမှာလည်းတွေ့တဲ့ယောက်ျားလေးတွေ့တဲ့မိန်းကလေးတောင်ကြိုက်တာမှမဟုတ်တာเนาะဟိုတယောက်နဲ့တယောက်ကိုဟိုအကုန်လုံးရှိသမျှလူအားလုံးလိုက်ကြိုက်မယ်လို့မဆိုလို့ဘူးလေဒီလိုပဲသူဒီလည်းမျိုးသားတစ်မျိုးသားကိုကြိုက်တဲ့စိတ်ရှိတာပဲရှိတယ်ဒါပေမဲ့ တွေ့ရဲ့မျိုးသားတိုင်းကိုသူကြိုက်မှာမဟုတ်ဘူးတွေ့ရဲ့မျိုးသားတိုင်းနဲ့သူအဲ့လိုထိတွေ့ကျင်တာမျိုးအဲ့လိုမျိုးရောနှောကျင်တာမျိုးရှိမှာမဟုတ်ဘူးလေဒါလည်းသူရွေးချယ်ခွင့်ပဲကိုအဲ့တော့ကျွန်တော်တို့အနေနဲ့ကဟိုခုနပြောလိုပဲသူတို့ရဲ့ဟိုဟာကို ဒီ right ပေါ့เนาะသူတို့ရဲ့ဖြစ်ချင်တဲ့ center ကိုကျွန်တော်တို့ကပို့ပြီးတော့ support လုပ်ပေးဖို့ပဲလိုတယ်လမ်းကြောင်းအမှားကြီးပုံမရောက်သွားရအောင်ခုနပြောသလိုမျိုးရွယ်ရောက်လာတဲ့ကလေးကသူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်လာပြီဆိုလို့ရှိရင် okay အဲ့သူ့ကိုလက်ရပြီးလုပ်တော့မယ်ဆိုလို့ရှိရင်ဘာတွေပြောပြရမလဲဆိုရင်ဒီခုနပြောတဲ့စေပညာဆိုင်ရာဘုဒ္ဓလေးတွေပြပြပေးရမယ်ပြပြသွားမယ်ပြီးသွားလို့ရှိရင်ဟိုမရှက်ဖို့မကြောက်ဖို့ပွင့်လင်းဖို့ပေါ့အဲအဲ့လိုမျိုးလေးတွေကိုတင်ပေးရမယ်ပြီးသွားလို့ရှိရင် အဲဒါမျိုးဟိုပုံမှန်လင်းလင်းပေါ့နော်မိဘနဲ့တာသမီကြမှာဘာမဆိုဥမာပြင်သွားတာအစားဘသူနဲ့သွားမယ်ဆိုရင်သွားမယ်ပေါ့အဲချစ်သူကြီးစားရှိနေဆိုလည်းရှိနေတယ်ပေါ့ဒါမျိုးလေးတွေကိုဒါကိုကဟိုကောင်းကောင်းမွန်မွန်နဲ့နီလန်းတကြပေါ့နော်ဟိုချင်းကပ်ပေးသွားမယ်ဆိုလို့ရှိရင်ခုနကဒီလိုမျိုးမိဘနဲ့တာသမီရဲ့ဟိုလက်မခံမိဘဘက်ကလက်မခံပေးမှုတိုင်းဝမ်ဘက်ကလက်မခံပေးမှုတွေကြောင့်ကိုကိုဟိုဆွန့်လွတ်လိုက်ရတဲ့စည်းလိုက်ရတဲ့လူတွေရှိလာမှာမဟုတ်တလို့မျိုးကြံငင်းရတဲ့မိဘတွေတိုင်းဝမ်ဒီ ုတ်ထင်းသူတွေအနေနဲ့လေနောင်နာဆိုတာမျိုးရှိတော့မှာမဟုတ်ဘူးเนาะကျွန်တော်ကတော့ကြိုတင်ပြီးတော့ပဲပို့ပြီးတော့ဟိုဟိုကိုယ့်ကိုလက်ခံစေခြင်းနဲ့အတိမပြုစေခြင်းနဲ့ပေါ့ဒါတော့ကျွန်တော်ရဲ့တိုက်တွန်းချက်ပေါ့เนาะမိဘတိုင်းကတော့လက်မခံနိုင်ဘူးဆိုတာရောနားလဲပါတယ်ခုနပြောလို့မျိုးဆက်ပြတ်သွားမှာတော့ဗောနောမျိုးဆက်မရှိတော့မှာတော့ကျွန်တော်ကတော့ကျွန်တော်တမီးလေးကိုရှင်းရှင်းလေးပဲကျွန်တော်မျိုးဆက်ကိုစိတ်မဝင်စားဘူးကျွန်တော်လက်ရှိမျိုးဆက်ဖြစ်တဲ့ကျွန်တော်တမီးကိုပဲကျွန်တော်စိတ်ဝင်စားတယ်။ तू စိတ်ချမ်းသာမှာလား သူအဆင်ပြေမှာလားဒါ ਉਹ ပဲကျွန်တော်အနေနဲ့ကတော့အာရုံထားရပေါ့เนาะအဲ့တော့အဲဒါပေမဲ့ခုခေတ်ကြီးမှာကတော့ခုနအဟိုးရှိမှာပြောခဲ့တယ်လို့မျိုးပဲအာပို့ပြီးတော့ပွင့်လင်းမြင်တာမှုရှိလာပြီပေါ့ကျွန်တော်တို့လောက်ခေါ်စာတွေမှာဆိုလို့ရှိရင်လဲဝမ်းသာစရာကောင်းနေပေါ့เนาะဥပမာကြားကြားမမရွေးဆိုတဲ့နေရာမှာကြားမ LGBT မရွေးဆိုတဲ့ ဟိုစာရန်လေးတွေတော်တော်များများသိထားမိလာကြပါပါအဲ့ဒါလေးကိုလည်းတွေ့ရတယ်ပေါ့နော်ဘာလို့ဆိုတော့အဲ့ဒါကလည်းဝမ်းသာစီရပဲကျွန်တော်တို့အနေနဲ့ပို့ပြီးလက်ခံလာတယ်ဒါကိုကျိုးဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီဟိုပါပေါ့နော် identity ကိုဖွက်ထားရတယ်ပေါ့ကိုကဟိုဥမာဟိုဒီ လိန်စိတ်တယ်မဟုတ်ဘဲနဲ့ကိုကအဝတ်စားပြောင်းလဲပြီးတော့တည်ရမလားမင်းကလေးလိုမျိုးနေချင်တာမျိုးသူ့ဆိုမင်းကလေးလိုညံ့နေရတဲ့မျိုးတွေရှိရဲဥမာကျွန်တော်တို့အဲအရက်ခေါ်ဆိုတုံဝိုင်းပေါ့နော်ဒါမျိုးဆိုလို့ရှိရင်လည်းအရက်ခေါ်ဆိုလို့ရှိရင်အဲ့လိုရောက်ခွက်ရှာပေါ့ခေါ်ကြရတယ်ပေါ့နော်ကျွန်တော်တို့ဘက်မှာဆိုလို့ရှိရင်အဲ့လိုလူမျိုးတွေဆိုလို့ရှိရင်လည်းသူတို့ရဲ့ဒီဟိုဖြစ်တည်မှုကိုဖုံးဖိပြီးတော့နေရတယ်ပေါ့သူတို့ဒီယောက်ျားလေးလိုနေချင်တယ်ယောက်ျားလေးတယောက်လိုပြုတ်မှုချင်တယ်ဒါပေမဲ့အလုတ်ကလက်မခံတဲ့အတွက် ကျွန်တော်တို့ကပြောင်းလဲပြီးတော့နေရတယ်အဲနောက်တစ်ယောက်ဆိုလဲကျွန်တော် तू ကနူးညံ့တဲ့မင်းကလေးလိုမျိုးနေခြင်းနဲ့မင်းကလေးလိုဝတ်စားဆင်ရခြင်းနဲ့မင်းကလေးလိုမျိုးလှလှပပလေးမိတ်ကလင်းချဲ့ပြီးတော့နေခြင်းနဲ့ဒါပေမဲ့အလောက်ကလက်မခံတဲ့အတွက်သူတို့ကိုသူတို့ဖုံးမိထားတယ်အဲ့ခါကျရင်ဘာဖြစ်လဲဆိုလို့ရှိရင်တကယ်တကယ်လုပ်ငန်းခွင်မှာလည်းမပြောပါဘူးလုပ်ငန်းခွင်ရဲ့တက်ရောက်မှုအနေနဲ့တကယ်ပြောရရင်တော့ကြီးရယ်ပေါ့နော်တစိမ့်တစိမ့်သားအနေနဲ့သူတို့မှာသူတို့ရဲ့ဟိုဖြစ်တည်မှုကိုဖုံးကွယ်ထားတာဖြစ်တဲ့အတွက်ဟိုနေတိုင်းဖြတ်တန်းနေရတဲ့လုပ်ငန်းခွင်မှာပြောမယ်လို့ မထင်ဘူးပေါ့နော်အဲ့တော့အခုနောက်ပိုင်းမှာဒီလိုမျိုးဟို LGBT နဲ့ပတ်သက်ပြီးတော့လက်ခံလာကြတယ်ခေါ်လာအလုပ်ခေါ်တာလေးတွေ့တဲ့အခါမျိုးမှာလည်းကျွန်တော်ကတော်တော်လေးတော့ဝမ်းသာတယ်ပေါ့နော်ပို့ပြီးတော့ပွင့်လင်းလာတယ်ဆိုတော့ဟိုခံစားရတယ်ပေါ့နော်အဲအဲ့တော့ဒီခါကကျွန်တော်တို့ကအခုလက်ရှိပြောနေတာကဒါကျွန်တော်ရဲ့ဟိုကိုပိုင်အတွေ့အကြုံပြီးတော့ကျတော့ကိုပိုင်ခန်းစားချက်တွေပေါ့နော်ဟိုကျွန်တော်ရဲ့ခံယူချက်လေးတွေပြပေးသွားတာပါဒါပေမဲ့အခုကကျွန်တော်ကစာစာပေ page မှာပြောရမှာဖြစ်တဲ့အတွက်ကျွန်တော်စာအုပ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုလည်းဆက်ပြီးတော့ပြပြပေးသွားပါမယ်နော်